ယခုနှစ်အတွင်းကမ္ဘာအားအပြင်းဆုံးအပူပိုင်းတိုင်ဖုန်းမုန်တိုင်းရာကာစာကြောင့်ထိုင်ဝမ်မှာလူ16ဦးသေဆုံးခဲ့ပြီးတော့ဟောင်ကောင်မှာလည်းမုန်တိုင်းကြောင့်လေပြင်းတွေကျရောက်ခဲ့တယ်လို့မိုးတဲထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်မုန်တိုင်းဟာတရုတ်နိုင်ငံတောင်ပိုင်းရန်ကျမ်းမြို့ကိုဗုဒ္ဓဟူးနေ့မှာဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်တိုင်ဖုန်းမုန်တိုင်းဟာကွမ်တုံပြည်နယ်မှာရှိတဲ့တရုတ်ရဲ့အကြီးဆုံးရေနံချက်လုပ်တဲ့မြို့တွေထဲကတစ်ခုဖြစ်တဲ့မောင်မင်းမြို့စီကိုဥတီရွေးရှားနေပါတယ် ။ထိုင်ဝမ်မှာရေကန်အထားဆီးတွေပေါက်သွားပြီးမြို့တွင်ကိုရေဒီအလုံးရင်းနဲ့ဝင်ရောက်လာတာကြောင့်အရှိတ်ပေါက်ဟွာလီယန်ခရိုင်မှာလူ18ဦးပျောက်ဆုံးနေပါတယ်။ရာကာစာကြောင့်ဟောင်ကောင်ရဲ့လုပ်ငန်းဆောင်တာတွေလည်းရပ်ဆိုင်းသွားခဲ့ပါတယ်။ရှာဒီဥတုဖောက်ပြန်မှုကြောင့်တရုတ်နိုင်ငံတောင်ပိုင်းကိုပုံမှုအကောင့်နဲ့တိုင်ဖုန်းမုန်တိုင်းတွေဝင်ရောက်တိုက်ခတ်လာနိုင်ပွဲရှိတယ်လို့ဟောင်ကောင်မြို့တော်တက္ကသိုလ်ကစွမ်းအင်နဲ့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကြောင်းကဌာနမှူးဘက်ဂျမန်ဟော်တွန်ကပြောကြားခဲ့ပါတယ်။ တိုင်ဖုန်းမုန်တိုင်းမကြာခဏတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အနေရုံတွေတဲကလူတွေကိုထိုင်ဝမ်အာဏာပိုင်တွေကနှိမ်ယံစွာရွှေ့ပြောင်းနေရှိပေမဲ့ခရီးသွားမျိုးဖြစ်တဲ့ကန်ဖူမျိုးကဒေသခံတွေကတော့အင်္ဂါနေ့မှာမိုးတဲထန်စွာရွာသွန်းမှုကြောင့်ရေအိုင်တစ်ခုရေရှမ်းလာတဲ့အချိန်အထိတတိပေးချက်ကောင်းကောင်းမထုတ်ပြန်ခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်အာရှဘန်နာရီအချက်ချာကြတဲ့ဟောင်ကောင်ရဲ့အရှိတ်အဝါနဲ့တောင်ပိုင်းကန်ယူရန်ဒေတာတွေမှာလိုင်းလုံးကြီးတွေတိုက်ခတ်ခဲ့ပြီးလိုင်းလုံးကြီးတွေရိုက်ခတ်ခဲ့ပြီးလမ်းနေတဲ့လူနေအိမ်တချို့နှိမ့်မြုပ်သွားခဲ့ပါတယ်ရှင်။ မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်အသင်းရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ